ဗမာမျိုးတင်တပ်ဝင်များတွေကောင်စီဤကာကိစကန်ငါးခုကိုတင်ပါရရှိခဲ့ကတရင်မူနေအဖွဲ့ဝင်များကိုအရှင်ဖမ်းပြီးဖားကန်ကိုထိုးစစ်ဆင်နေသောစစ်တပ်စစ်သားများတိစုံမှုများပြားတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်လုပ်ပေးကြပါတယ်။ကချင်ပြည်နယ်ဗမာမျိုးတင်တပ်ဝင်များကမနေ့ဆက်လက်ပြေးထန်ခဲ့ပြီးစစ်ကောင်စီတပ်ရဲ့ကာကိစကန်ငါးခုကိုထပ်မံတင်ပါရရှိခဲ့က စစ်တပ်ရေးတရင်မှုများနဲ့အဖွဲ့များကိုအရှင်ဖမ်းမိနိုင်ခဲ့ကြောင်းခရယေသတင်းမြန်မာဌာနမှသိရပါတယ်။ဧပြီလ25ရက်နေ့မှစတင်၍ဗန်းမုံမြို့နယ်မြို့သိမ်းတပ်ဖွဲ့များမှပြန်လည်ပြင်းထန်လာခဲ့ပြီးခရယေ KPD ရဲ့တပ်များကထိုးစစ်များကိုအရှင်မြင့်တင်ခဲ့ကြောင်းရင်းတပ်ဖွဲ့များအတွင်းမှစကခ21ဤကာကင်စကန်ကားကိုကိုသိမ်းပိုက်ရရှိခဲ့ပြီးစစ်ကောင်စီတရင်မှုနဲ့အဖွဲ့များကိုလည်းအရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရပါတယ်။ 2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့မှစတင်ပြီးဗမောင်မျိုးကိုသိမ့်ပိုင်နိုင်ရန်အတွက် KYA ဦးဆောင်သောပူပေါင်းတပ်ဖွဲ့များကထိုးစစ်ဆင်ခဲ့ရမှာလက်ရှိချိန်9လနီးပါးကြာပြီးထိတပ်ဖွဲ့များဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်းသိရပါသည်။အလားတူကချင်ပြည်နယ်ဖောက်ကြံမြို့နယ်ကိုစစ်တပ်စစ်ကြောင်းများကခြေတက်ထိုးစစ်ဆင်နေရမှာ ထိုးစစ်စင်လာသောစစ်ကောင်စီတပ်များကို KIA ဦးဆောင်သောတလင်ရဲတပ်ဖွဲ့များကစားဖြတ်တိုက်ခိုက်ခဲ့ကြောင်းရင်းတို့တိုက်ခိုက်ခဲ့မှုကြောင့်စစ်ကောင်စီဘက်မှအထင်အားပြီးတိုက်စုံမှုများပြားခဲ့ကြောင်းသိရပါသည်။ဧပြီလ24ရက်နေ့မှစတင်၍အချင်းပြည်နယ်ဖားကံမြို့နယ်သို့မိုးကောင်းကောင်းမိုင်းဘက်မှစစ်တပ်စစ်ကြောင်းများအင်အားရောင်းနေချီ၍တက်လာသဖြင့်ဖားကံလက်မှတ်များအလုံးပိတ်ဆို့ထားခဲ့ရကြောင်းမြေကျနာမိုးမိတ်ခြေကတာတဝိုင်းလုံးတွင်လည်းတပ်ပွဲများအကြီးအကျယ်ပြုပါခဲ့သည့်အပြင်ဘုံ အင်းတော်ကြီးလမ်းမိုင်းတနင်္လာအဝိုက်တွင်လည်းစစ်တကောင်စစ်ကြောင်းများထွန်း၍တပ်ပွဲများဖြစ်ပါခဲ့ကြောင်းတပ်ပွဲများတွင်အကြမ်းဖက်စကောင်းစီကလေကြောင်းတိုက်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်းသိရပါသည်ဒေါက်တာသတင်းလိုနေနေတမင်လာရီတိုင်းရေဖြူမြို့နယ်တွင်ခလာရ293 ။တရင်မှာဒုတိယချက်တူတနက်တလက်ယူဆောင်လာပြီးအလင်းဝင်လာခဲ့ကြောင်းလည်းသိရပါဗျ။ဧပြီ22ရက်နေ့တွင်ရေဖြူမြို့နယ်ကမောက်ဒေသအခြေဆိုင်ခလာရ293တရင်မှာဒုတိယချက်တူတနက်တလက်ယူဆောင်လာပြီးပြည်သူ့ကော်မတီတမတော်မိတ်ဖရိုင်အမတ်နေတရင်မှာအလင်းဝင်လာခဲ့ကြောင်းသိရပါဗျ။သို့သောအလူဝင်ရလာသောဒုတိယချက်တဝူသည် A1 တနက်တလန် G150 တောက် G ပေါက်၄ကိုယူဆောင်လာပြီးအလင်းဝင်လာခဲ့ကြောင်းလည်းသိရပါဗျ။ ပြည်သူ့ရင်ွေသို့ရဲရဲစွာခေါ်လွန်လာခဲ့သောစီရင်တသားများကိုလည်းရဲများဖက်မှလိုကျော်စွာထားရှိမှုဘူဝါဒများနှင့်အညီဆောင်ရွက်ပြီး၎င်းတို့ကိုသမဘာဘေးရန်၏အလျားနေထိုင်ခွင့်ပြုသွားမည်ဖြစ်ပြီးပြည်သူ့ရင်ွေခေါ်လွန်မည်ရဲပေါ်များကိုလည်းအမြဲတမ်းဆက်ကြိုလျက်ရှိကြောင်းမိခင်ရိုင်းတည်ရင်နှင့်ကနိုးစွာလာခဲ့ပါသည် အလားတူကရင်ပြည်နယ်ဒီမိုးစုမြို့နယ်တွင်စစ်မှုထမ်းတပ်သားတေချာဦးသည်တနက်ငါးလနဲ့အတူလက်နက်ခဲများယူဆောင်လာပြီးအလင်းဝင်လာခဲ့ကြောင်းပြည်သူ့ကော်မတီတက်မတော်ဒီမိုးစုအဖွဲ့သားများကတရင်ထုတ်ပြန်ကြေညာခဲ့ပါသည်အိမလာစကြောရဲ့နေတွင်စစ်မှုထမ်းတပ်သားတေချာဦးသည်တနက်ငါးလနဲ့အတူလက်နက်ခဲများယူဆောင်လာပြီးပြည်သူ့ကော်မတီတက်မတော်ဒီမိုးစုတပ်ဖွဲ့များထံအလင်းဝင်လာခဲ့ကြောင်းသိရပါသည်အလေးဝင်ရောက်လာသောစစ်ကောင်စီတပ်သားတေချာဦးသည် MA1 တနက်ငါးလ MA1G 455တောက်ခြေပေါင်း16ခုလက်ပြပုံး၄လုံး14နင်းမိုင်း၃လုံးဒီကားလေးတဲ့အိုက်ကွန်တစ်လုံးဖုန်းခုနှစ်လုံးယူဆောင်ခဲ့ကြောင်းသိရပါတယ်ထို့သောလက်နက်များယူဆောင်လာပြီးအလင်းဝင်ရောက်လာတော့အရင်ရောက်လာတော့အကြောင်းကျွန်တော်ဦးထောက်ပံ့ခွင့်ရဖြစ် ငွေကျပ်65သိန်းခန့်ထောက်ပံ့ထားပြီးမိသားစုဝင်များကိုလည်းအကြောင်းကြားကဆက်သွယ်ပေးနိုင်ရန်အတွက်ကူညီထားကြောင်းသိရပါတယ်။ဆက်လက်၍လည်းကူညီလှုပ်ဆောင်ပေးသောမိသားစုလက်ရှိချင်းတွေလည်းကောင်းမှုစွာဆောင်ရွက်ထူးနေထားကြောင်းသိရပါတယ်။တွင်စကမ်းတစ်ခုလုံးအပိသက်သိမ်းပတ်ရရှိခဲ့ကြောင်းတပ်ပွဲတွင်မှလည်းစစ်ကောင်စီဘက်မှစစ်ကောင်စီတပ်သား10ဦးထပ်မံနေသိမ်းဆောင်ခဲ့ကြောင်းသိရပါတယ်။ထို့ပြင်တပ်ပွဲတွင်မှ ေဆုံးခြင်းမရှိသောစံပယ်စကောင်းစီတသားများကလက်နက်ချအလံဖြူထောင်ရန်အတွက်ပြုလုပ်စဉ်ဘူဂျီတူကတနက်ဖြစ်ကိုကိုကိုပြသက်၍အစိုးစီရင်ခဲ့ကြောင်းစကောင်းစီတသား15ဦးမှလည်းလက်နက်ချ၍အလံဖြူထောင်ခဲ့ကြောင်းသိရပါသည်။ထို့ပြင်တပ်ဖွဲ့ဖြစ်ပါနေချိန်တွင်မှအစံပယ်စတဲ့ရေးအမတာ300နှစ်နှင့်ခြေရွာသူခြေရွာသားများ က်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်ခဲ့မှုကြောင့်ဇယားကြီးရွာဖုန်ကြီးကျောင်းထဲသို့လက်နက်ကြီးကြီးကြားရောက်ပောက်ခွဲခဲ့ပြီးပြည်သူ့နေအုပ်သေဆုံးကတန်ခါတော်သုံးမှထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပဲခူးရုံးမှတွင်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီဘက်မှထိခိုက်ဒေဆုံးမှုများပြားစစ်သားတို့လည်းအလံဖြူထောင်ချင်းစစ်ကောင်